မှန်တရားမြတ်တော်သူများအလောင်းမင်္ဂလာပါဗျာနော်ဒီနေ့လဲကျွန်တော်ဝန်းနေစွာနဲ့ပဲစိတ်မကောက်စွာနဲ့ပဲအမှန်တရားလေးထက်ရှားပြောင်းအောင်ဖြစ်ပါတယ်ဒီမီလာဆေးသုံးရက်နေ့နော်ဒီပေးရင်အိုထိတ်ပါစာတင်ကြောက်ပုံခွေးပုံချေးဖို့ပေါ့နော်ရသေးတော့ကျွန်တော်တို့ရွေးထွက်ရွေးနော်ကြည့်ပါပုံချေးမှုဖြစ်ခဲ့လို့မီလာဆေးလေးရက်နေ့မှာလဲကျွန်တော်တို့ဒီရခိုင်ပြည်ကြောက်တော့ကြောက်တော့မှာပေါ့နော်ဒီ ယူဟာမားနာမှာရှိတဲ့ပုံကြီးကျောင်းအပယ်ဝင်ကြီးကိုပုံချင်းမှုလေကျွန်တော်ဖြစ်ပါတယ်ထိခိုက်သိဆုံးမှုလို့ရှိတယ်ဒါကြောင့်တစိုးတစင်းပြောသွားမယ်အဲ့တော့စေတုံးရနေ့မှာဆိုလို့ရှိရင်ရခိုင်ရဲ့ဒီစခိုင်းတိုက်ရကျွန်တော်တို့ဒီကရင်ဒီဖက်ပေါ့နော်အဲ့ဒီဖက်တွေကိုပုံချင်းခိတာရှိတယ်အဲ့တော့မနေ့ကကျွန်တော်ပြောခဲ့သလိုအဲ့ဒီတင်းနေကိုကိုတက်နေတဲ့လောက်တင်ပြခိတာဖြစ်တယ်ဒီတော့ဒီနေ့ထက်တင်ပြခိတာပါလဲဆိုတော့ပြည်ဖြတ်မီဒီယာဆိုပြီးရင်မြန်မာနိုင်ငံမှာနေတဲ့စကားစနာစကားစထောက်ခံတဲ့ကုမ္ပဏီကပုံနေတဲ့တင်းတွေကိုပြန်ကြည့်တဲ့ချိန်မှာ ဒီ Facebook တို့ YouTube တို့ပေါ့နော်အဲ့လို Telegram တွေမှာတင်တဲ့ပြည်သူတွေတင်တဲ့သတင်းတွေက65ရဲ့ခိုင်နှုန်းကိုအမေရိကန်ဖြစ်နေအောင်တွေးရတယ်အဲ့တော့ပြည်တွင်းမှာနေပြီးပြည်သူတွေကိုတော့အလုံးကျွေးပြုပါတယ်ပြည်သူတွေကိုကာကွယ်နေပါတယ်ဆိုတော့စကားစကားကိုကားနေပြီးရင်ထုတ်ပြန်ထုတ်ထားတဲ့ကြေးမုံတို့သတင်းတို့နော်နောက်ပြီး NDP အပြီးဒီ people အပါဝင်ပေါ့နော်ဂျော်ဘိုဟင်းတို့ဒီသတင်းဥရောပအပါဝင်ပေါ့အဲ့လိုသတင်းတွေနဲ့စကားစကားထုတ်ပြန် Telegram တွေကကြတော့ သတင်းအမှားကြီးထုတ်ပြီးသတင်းအမှန်တွေစီစီနဲ့အဲ့သတင်းအမှန်တွေဖေပြီးသတင်းမှားကြီးထုတ်ပြီးပြည်သူတွေကိုအစိတ်ခက်နေတဲ့ပြည်ဖြတ်မီဒီယာတက်တက်တာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တယ်နော်ပြည်တွင်းမှာနေတဲ့เนาะပြည်တွင်းမှာရှိနေတဲ့မြန်မာအလေးတို့ဂျာနေတို့နောက်ပြီးဒီ people တို့အဲ့ဒီ NB တို့အဲ့ဒီကျိုးမျိုးမျိုးပေါ့เนาะတည်နေဆိုပိုးဝင်တို့တည်နေဆိုတော့ဆိုတာတကေးကိုတရားမှာကိုစင်ငါကိုစင်ချစ်ရခိုင်နှုံးကလုံးဝတည်အမှားတွေကိုထုတ်ပြန်ပြီးရင်ပြည်သူတွေကိုအစိတ်ခက်နေတယ်ပြည်သူတွေရအစိတ်တရားတွေ မြင်မှလာမှုအစိတ်ခက်နေတဲ့တတိမအမှားတွေကိုခြားပြီးပြည်သူတွေကိုအမှောက်အမှောက်ဖုံးလွှမ်းနေတဲ့အဖွေတာဖြစ်တယ်အဲ့တော့ပြည်ဖြတ်မီဒီယာပြည်ဖြတ်မီဒီယာလည်းအော်လာဆိုတတိကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရဘယ်သူလဲဆိုလို့ရှိရင်စကားဆက်နဲ့စကားဆက်ထောက်ခံတဲ့လူတွေဖြစ်တယ်ဘာဟုတ်ပြဖြစ်တဲ့စကားစားဆိုတဲ့ကုံတွေကလည်းအဲ့ဒါလည်းနိုင်ငံကိုအုပ်ချုပ်ခွင့်မရတဲ့အတွက်နဲ့သူတို့ကဟိုတာပြည်သူလူထုကနှင်းမျိုးစုံနဲ့တော်လှန်လာတဲ့အချိန်မှာပြည်သူလူထုကိုအဓိကတက်ဖြစ်နေအောင်တွေးရတယ်ဒီကောင်ထောက်ကင်လို့ တော်လည်းဖွေးတွေငါတို့ကိုလုံးလုံးပေးလိုက်တာငါတို့ကိုကလန်လိုက်တာဆိုပြီးအဲ့လိုအတွေ့ခေါ်တဲ့ပြည်သူလူထုချစ်တဲ့နေရာတွေကိုနေ့စဉ်ရက်ဆက်တက်ဖြတ်နေအောင်တွေးရတယ်နော်ဒီနေရာမှာပြည်သူလူထုဆိုတဲ့နေရာမှာကလေးလည်းမချော်ဘူးတက်ကြည့်ရုံလည်းမချော်ဘူးနော်ဒုက္ခတာလည်းမချော်ဘူးသူတို့ကပပန်းတိုးရလူကတော့တွေးရတာပဲဥမာပြဗျာအရင်ကဆိုစေချောင်းထိုးတယ်စေချောင်းထိုးတော့အဲ့ဒီရွာတရွာမှာဘေးဒေသမဆိုနော်ရွာတရွာမှာမပြေမလွှမ်းနိုင်ပြတက်ကြည့်ရုံလို့တွေးတယ်မိချိုတက်တာတို့နော်ကောက်ဖြတ်တက်တာတို့လုတ်ခိတဲ့စကားစကားဖွေးရကောင်တွေဒီလိုရတဲ့ တခိုင်မှာဆိုရင်လည်းခင်ဗျာ6.78 2018 6.78တိမှာပေါ့နော်2016 6.6လို့မှာတိုက်ပွဲတွေမှာရေသစ်တော်ဘက်မှာသမီးလာလို့ပေါ့နော်ဒီကျွန်တော်တို့သမီးလာဒေတာအဓိကသမီးလာဒေတာမှာဖြစ်ခဲ့တာဖြစ်ပြကိုပြောပြအောင်မယ်သမီးလာရှိတယ်ကျွန်တော်တို့ဒီအခြားကျွန်တော်နစ်မေးသွားတာလည်းရှိတယ်ပေါ့နော်အဲ့ဒီသမီးလာမှာဆိုရင်လည်းဟုတ်လားစစ်ပွဲဖြစ်လို့ဗျာကြောင်းတော့မိသားစုလိုက်ထွက်ပြပြအဲ့လိုဘုန်းကိုကျွန်တော်မဟုတ်ပြအဲ့လားမြေကူရင်းပေါ့နော်အဲ့ဒီကပုံနေတာကြီးကိုသူတို့စစ်ကြောင်းနဲ့တွေးလို့လေပိတွေကိုလှိတနေ့တနေ့ပြစ်သက်ခဲ့တာနော် ခင်ဗျားစဉ်းစားလိုက်ခင်ဗျားစဉ်းစားကြည့်လိုက်ကြောက်စိတ်ကျွန်တော်မေးနေတယ်ကြောက်စိတ်ကြည့်ရောကြောက်စိတ်ကြည့်ရောခိစားမှာလဲပေါ့နော်ခင်ဗျားစဉ်းစားကြည့်လိုက်စိတ်စိတ်မဲ့ခေါ်ပြီးအခုပြေးသက်ပြီးညာတွင်ရှင်းနော်ညှုတ်တာလူတွေကိုကိုလူကိုကိုပြုတ်ကြလားဟောချစ်တတော်တနေတည်ပြီးကိုကကိုဟာညှုတ်ရတယ်အဲ့ဒီကိစ္စတွေကြာတော့နော်တတိနေမှာကျွန်တော်ကအဲ့ဒီတော့ပေါ့ဗျာခေါ်တာတင်းနေတလောက်တင်ကြတာပေါ့ဒါပေမဲ့လည်းအဲ့ဒီချိန်မှာစကားစကားကိုထောက်ခံတဲ့နော်အဖွဲစည်းနဲ့ NLD ပါတီကိုထောက်ခံတဲ့ခေါင်းကြီးက ဒီတည်င်းတွေကိုဟုတ်လားနီးမျိုးစုံနဲ့အမောက်ဖုံးဖုံးလုပ်ပြီးရင်ဖျောက်ဖျက်ခဲ့ရကျွန်တော်တွေးရတယ်เนาะအဲ့ဒီအချိန်တုန်းကမပြောချင်တာပါလေဆိုတော့စကားစားဟာပြည်သူလူထုကအဓိကတက်တာတော်လိုင်းရဲ့ဖွင့်နဲ့သူချိဆက်မတိုက်သေးဘူးပြောလို့တော်လိုင်းဖွင့်နဲ့ချိတဲ့တာမသိတာမဟုတ်သိတယ်ချိဆက်တော့မတိုက်သေးဘူးပေမာကြောက်တယ်လက်နဲ့ချင်းလက်နဲ့ချင်းယောက်ျားချင်းကြာတော့သူကယောက်ျားမဟုတ်ဘူးအချောင်းတွေဖြစ်တော့ရောဟာဂေးတွေဖြစ်တော့ချင်းချင်းပြောတဲ့လုံကြီးလည်းပုတ်ပြီးွှဲပေးမှစဉ်းစားဦးတော့ ပြည်သူလူထုရှိရမယ်ဘာလည်းနဲ့မှမရှိတဲ့ပြည်သူလူထုကြတော့တနေ့တကကလူမဲလုပ်တယ်နော်အဲ့တော့ပြောချင်တာကပြည်သူလူထုကအဓိကတဲ့ဖြစ်တော့တွေးရတယ်နော်စကားစားနဲ့စကားစားကပေါ့နော်အဲ့တော့စကားစားထောက်ခဲ့တဲ့ကုတ်ကြတော့အပြည်သူလူထုကိုသိပြီဆိုလို့ရှိရင်တည်အမှားတွေနဲ့ဖုံးပွေတာကိုတွေးရတယ်ဥမာအော်ပြပြဒါကကျွန်တော်ဟိုအဲကျွန်တော်ကြောက်ကြောက်ပြောကြတယ်မင်းရကြအဟုတ်တွေကိုတင်တင်ပြောအဟုတ်တွေကိုတင်ပြောအဟုတ်တွေကိုတင်ပြောတယ်ဆိုတော့ကျွန်တော်တို့ကမီဒီယာအာအာနေတယ်အားရတော့ကျွန်တော်ကပြန်ပုံမှန်သတိရနေအောင်ခင်ဗျားတို့ကဒါတင်ပြတာဖြစ်တယ် မြေခိုင်တက်သမကြလဲမြေအဟုတ်လို့မြေလဲလဲမြေအဟုတ်တွေကိုမြေလန်ရမှာလေမမြေမလန်လို့မရဘူးဘာဖြစ်လို့လဲအဲ့ဒီအဟုတ်တွေကတကယ်ဖြစ်ခဲ့တဲ့အဖြစ်ပြက်တွေကိုဗျနော်တကယ်ဖြစ်ပြက်တဲ့အဖြစ်ပြက်ကိုကျွန်တော်ပြန်မြေလန်ပြတာအဖြစ်ပြက်မရှိဘဲနဲ့ကျွန်တော်ကဟုတ်လားဒီလိမ်လိမ်မြစ်တင်ပြတာမဟုတ်ဘူးနော်တမီလာတို့ကျောင်းစိမ့်တို့ရခိုင်မှာဖြစ်ခဲ့တဲ့အဖြစ်ပြက်တွေဆိုလို့ခင်ဗျာဒီတကယ်ကိုညင်နာစရာကောင်းတယ်အခုမှခင်ဗျားတို့ခီးမလက်ရှိ2023နောက်ပိုင်းမှာဖြစ်လာမှာခင်ဗျားတို့အော် စကားစဒီလိုလုံးပါလားဆိုခင်ဗျားတို့သိတာအရင်ကလည်းသိကောက်သိနေပါလိမ့်မယ်အခုခင်ဗျားကိုတွေ့ခန်းစားတော့ကျွန်တော်တို့ကခန်းစားခဲ့ရတယ်ကြာပြီဒါရခိုင်တခုတည်းမဟုတ်ဘူးတော်တိုင်းကချင်းနေမှာကရင်နေမှာချင်းနေမှာကြရနေမှာမွန်နေမျိုးစုံကချင်းမှာဆိုခင်ဗျားလေ1990နဲ့3လောက်မှာနော်တရွာလုံးကလေးပါမချက်သက်ပက်အသက်ခင်ခဲ့ရတာအခုဒီအဲ့ရွာမှာရွာတည်လို့မရဘူးနော်ဖုံးစုံမျိုးဖြည်းပြီးရင်ကြီးတယ်ကချင်းမြေကြီးနားဘက်မှာခင်ဗျားမဲ့သမီးလေးလာကြည့်လိုက်ကျွန်တော်ဒါလေးကိုသိတာမပြောချင်ဘူးဒီတော့ပြောချင်တာကလည်းဆိုတော့ စကားစားနဲ့စကားစားထောက်ခံတဲ့ခုတွေကပေါ့နော်ပြည်ဖြတ်မီဒီယာအစ်စ်ပြည်ဖြတ်မီဒီယာရိုးရိုးပြည်ဖြတ်မီဒီယာမဟုတ်ဘူးလှလပပကအကွက်ကြက်ရိုက်ပြီးပြည်ဖြတ်တဲ့မီဒီယာပြစင်းစရဲ့တဇင်ဦးလို့ပြောတော့လားတဇင်ဦးရဲ့ကျိုးဇော်ဖို့ဝင်ရဲ့ကျိုးဆုပ်ရဲ့အဲ့ဒီစစ်တက်ပိုက်စကားစားပိုက်အခက်အဆုတ်အဆုတ်ထိမှနေပြီးဟုတ်လားအပြင်မထွက်ကြဘူးသူတို့ကကိုယ့်အကိုထောက်ကြလဲထောက်ကြလဲမှမသိဘူးလွယ်လွယ်စွာသွားလာခဲ့မှဖြစ်ဘူးကြောက်ကြောက်တာကြောက်အဲ့ဒီအခက်နဲ့អော်ကြတယ်ဟုတ်လားဘာဖြစ်လဲဘုံကြီးဘာဖြစ်လဲသေးပါစေနောက်ထပ်လာဝင်ခွာ ငါကတွေးဥမခိုးလာတွေးဥမဆိုပြီးပြောသွားတဲ့ပဇာလေးတွေဒီတိုက်ဆက်ပြောနေအောင်နေတော့စူးစမ်းထားကြလာမှနေတော့အတွက်မမှုမှုချင်းနဲ့နော်အဲ့တော့အဲ့ဒီဒီပင်းရင်ကိုဆဲဆဲလိုက်ပဲဒီပင်းရင်အိုးထုတ်ရောအစတင်ကြောက်ပုံကြတဲ့ဟာကိုပြည်သူလူထုကပေါ့နော်တင်ပြတဲ့တင်လိုက်တဲ့ချိန်မှာဟုတ်လားဒီ live ပေါ်မှာရော YouTube မှာအခုတင်လိုက်တဲ့ချိန်မှာသူတို့ကဘာလုပ်လဲဆိုတော့ဒီရော့နေစော့နေပေါ့ပေါ့ဒီ2021 22မှာရော့ရော့စင်နေစော့နေဘက်ကအဲ့ဒီ အဆောင်တို့ခုထိမှဒီလက်နဲ့လုံတဲ့ပုံတွေကိုတင်ပြီးရင်အဲ့ဒီမှာစာတင်ကြောက်မှာပုံလို့လို့ပဲဘုံတွေပေါက်သေးပါတယ်စာစာစာကလိန်နဲ့ပုံကြိုက်မဟုတ်ပါဘူးမယုံမှန်းဲဆိုပြီးမျက်နှာပြောင်တိုက်ပြီးရင်ပြောတယ်ဗျာနော်မျက်နှာပြောင်တိုက်တာတော်တော်ကိုအံ့ဩတော့တာတော့ဟာအဲ့လိုတော့ဖြစ်ဖြစ်တယ်အဲ့တော့အဲ့ဒီမှာခံစားရတဲ့မိဖတဲ့ဂျင်းတွေကဘယ်လိုခံစားရမလဲတင်ဆုံးသွားတဲ့ကလေးတွေကမိသားစုနော်ဘုံကျေလို့တင်ဆုံးသွားတာတဲ့နော်မိသားစုတွေရဲ့စိတ်ကဘယ်လိုခံစားရမလဲအဲ့တော့ စကားစဘုံမတွေဖြစ်တဲ့သူတို့ကတော့ဟုတ်လားစကားစဘာပဲလုပ်လို့နောက်ကနေပြီးဟုတ်လားတင်းအဖယ်နေဖုံးမွေးတင်းအမတွေနေဖုံးမွေးဖို့ကြိုးစားတာဖြစ်တယ်ဒါပေမဲ့အခုခေတ်ကမှအဲ့လိုတော့မရဘူးနော်ဘယ်လိုမှမရနိုင်ဘူးအဲ့တော့အခုခင်ဗျားတို့ပြောနေတဲ့ခင်ဗျားတို့အားကိုးပါတယ်ဆိုတော့ဟုတ်လားကုလားသမကအတွင်းမိုးရှုပ်ကလည်းပြောပါတယ်ဟာချုံချပါတယ်ကိုင်ကွက်ပါဒီတိုင်းပဲတော့လာနော်ခင်ဗျားတို့ဒါတမကားယူထားကြနိုင်ငံတကာဆိုဒီတိုင်းပဲတော့လာချုံချပါတယ်ကိုင်ကွက်ပါနပြီးတော့လာတင်းဆုံးတော့လာကိုလိုလူတွေပဲကိုလိုပဲနော်တိတ်နိုင်ငံတကာကိုခင်ဗျားတို့ချောင်းလုံးကြနဲ့ဒီတော့ အဲ့ဒီသဇင်ဦးတို့ဇော်ဘိုးကြီးတို့ကျော်စိုးဦးတို့ကျော်မျိုးမီးတို့အုပ်စုကို Telegram မှာဆိုရင်လည်းပေါ့နော်အဲ့ဒီသူတို့ရဲ့သူတို့နဲ့ပတ်သက်တဲ့ဘောမ Telegram မှာဆိုရင်လည်းအဲ့ဒီရောနေစောနေကပေါ့ဗျာအဲ့ဒီပုံဟုတ်တွေကိုယူပြီးဒီမှာတွေ့လာအဲ့ဒီကြောက်ထဲမှာရှိတာဒါတွေပေါ့ပြီးသေးတာကလေးတွေဆိုပြီးဝါထားဖြစ်နေအဲ့ဒီဝါထားဖြစ်တော့ဘယ်သူတွေယုံကြတယ်လဲဆိုတော့အဲ့စကားစားထိမ့်ချုပ်မှုအောက်မှာရှိတဲ့ပြည်သူတို့ခေါ်တော့ခင်ထားတဲ့စကားစားကိုထောက်ခံနေတဲ့ကောင်တွေကယုံကြတယ်အဲ့ဒီတော့ ဆက်ကစားအလက်အောက်မှာရှိရလူတွေပြည်သူတွေဆိုလို့ရှိရင်ဒီတော်လိုင်းဖွေးတဲ့အောက်လက်အောက်မှာရှိလူတွေပြည်သူမဟုတ်ဘူးသူတို့တင်ပြထားတာကတပုံအပိထုတ်တဲ့သေပစီအဲ့ဒီတော့ဒီဖက်ကတော်လိုင်းဖို့လုတဲ့အဖွေးစီရလူတွေခင်ဗျားတို့ဥနောက်ဖုံးရမယ်ငါတို့အုတ်ချုပ်ဘုအောက်မှာရှိတဲ့လို့နော်ပြည်သူတွေကပြည်သူတွေကိုငါတို့ကအတင်းကျပ်ဆွေးခေါ်ထားတယ်မဟုတ်ဘူးတိုက်သူလို့တော်လို့ရဒါပေမဲ့ပြည်သူတွေကဆက်ကစားကိုမကြိုက်တော့ဒီဖက်မှာနေတဲ့အတွက်နဲ့ဒီလူတွေကိုသူတို့ကအကျံဖတ်အပလို့တမဲ့တယ်ဆိုလို့ရှိရင်စကားစားကိုအောက်မှာနေပြီးစကားစားကိုထောက်ခံတဲ့လူတွေကိုကြားတော့ခေါငါတို့ကဘယ်လိုဘာလို့ဘယ်လိုသိမ်းရမလဲ။ အကျဲ့မဲ့အားပေးလေအကျဲ့မဲ့အားပေးဆိုရင်အဲ့ဒီကောင်ရှိတဲ့နေရာတွေကိုနော်တရောပူနာဖြစ်ဖြစ်လဲလဲကြီးနာဖြစ်ဖြစ်ဘုံခွေဖြစ်လုတ်ကိုလုံလာမယ်အဲ့ဒီကဘာပြန်ထွက်လာမလဲအားပေးသူကိုဟောလာအကျဲ့မဲ့လုံးနေပါလေဆိုရင်အဲ့ဒီပုံတွေနဲ့ဒီဘက်ကပုံတွေသူတို့ရဲဆက်ခဲတဲ့ပုံတွေနဲ့ချင်းတွဲပြီးတင်မယ်ကဘာကြီးကဆုံးဖြတ်ပါစေဆုံးဖြတ်ပါပါလားမလဲမလုံသိမ့်ပါဘူးချုံချက်ပါဒါပဲလာပါဂုံးဖြစ်တာမလို့ဘူးဟမ်ဂျုံးဖြစ်တာမလို့ဘူးအတိကဆက်ရနိုင်ဖို့ပဲ မင်းအောင်လေလို့ဒါပဲလေဆက်ရနိုင်ဖို့ပဲသူကဘေးကောင်းမသိသေးမသိသေးသူတို့နိုင်ဖို့အဓိကပြည်သူလူထုကဒီတော်လိုင်းရေးဖွဲ့ကိုထောက်ထောက်ပံ့နေတယ်ထောက်ခံနေတယ်တွင်နဲ့ဒီတော်လိုင်းရေးအသက်ဆုံးချိန်နေတယ်ဆိုပြီးပြည်သူလူထုကိုရေးဆက်နေတာဒီတော့မင်းအောင်လေလို့သက်ဆုံးချိန်တယ်ဒီအကြောင်းပဲအဲ့တော့မင်းအောင်လေလို့ပိုင်ဆိုင်မှုတွေသူတို့စီပေါ်ရေးတွေသူတို့နဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့ချင်းရမှာဖြုတ်ရမှာရေးဆက်ရမှာဒါမှညီလူညီမျှတော့မှာနော်ဒီတော့မဟုတ်ဘင်းနဲ့ဟာ မင်းအောင်လိုက်ရောအုပ်စုအမှန်တရားကိုပြည်သူတွေလို့ခင်ဗျားတို့အဲ့လိုစိတ်လေးတွေးလိုက်ပြီဆိုလို့ရှိရင်ဒီဖက်မှလူတွေပြည်သူမဟုတ်ဘူးလားလို့ခင်ဗျားတို့ကျွန်တော်မေးမယ်တုံတန်းရဲ့ဖွဲ့ကိုကျွန်တော်မေးမယ်နော်တုံတန်းဖွဲ့ကိုကျွန်တော်မေးရမယ်ခင်ဗျားဒီစကားကခင်ဗျားတို့လည်းအမှန်တရားလို့ပြည်သူမဟုတ်ဘူးလားဘာလဲဟိုဘက်ကဘုံလာကြီးကဒီမှာသိနေတယ်ဆိုရင်ဒီဖက်ကလည်းပြန်ပြီးပြုပြင်လုပ်ပြရမယ်ဒီဖက်ကကြင်နေအောင်နော်ဘာဖြစ်လဲအမှန်အကန်ပြည်သူဆိုရင်ကျွန်တော်မပြောလို့ဒါကစကားစလက်အောက်မှာနေပြီစကားစရဲ့ ထင်ချိုးဘွားအောင်မှနေပြီစာကစားပြောတဲ့အတိုင်းသွားလာနေတဲ့ကောင်လေးကြတော့ကဒါကပြည်သူမဟုတ်တော့ဘူးစာကစားထောက်ခံတဲ့ကောင်လေးစာကစားသက်ဆိုးချီရောကုညီပေးတဲ့ကောင်လေးဒီကောင်လေးကိုကျွန်တော်တို့ပြန်လိုရမယ်သဘောပေါက်ပါနားလေပါနော်အဲ့တော့ဒီနေ့မှာစကားဆက်လို့ကျွန်တော်ကအဲ့ဒီအနောက်ရိုးမှာ north ဆိုတဲ့ကောင်ကျွန်တော်ကိုလာပြီးဟိုမှာအဲ့ဒီသဇင်ဦးတို့ပြောတဲ့စကားမှာကျွန်တော်အောက်က comment ကောက်ကောက်လေးပါကောက်ကောက်လေးပါနှစ်ချောင်းလေးပါရေးပေးလိုက်တာတုံးတော့ကျွန်တော် comment မရေးဘူးအဲ့ဒီနေရာကျတော့ဩသူလည်းအဆင်ပြေတော့ပါစေတော့ comment လေးနှစ်ချောင်းရေးပေးလိုက်တာအဲ့ဒါနဲ့ဩအဲ့ဒီ အနောက်ယိုးမနော့ဆွဲကောမျက်နှာကိုမပြားရည်တဲ့ကောစေသားကြီးဖြစ်ပြီးမျက်နှာမပြားရည်တဲ့ကောရခိုင်ပြည်ထိမှနေတဲ့ဗမာပြည်ထိမှနေတဲ့ပြည်သူတွေဟုတ်လားဒီလို Facebook မှာ YouTube မှာပြောတဲ့ကောတွေလူတွေပေါ့နော်မျက်နှာပြားပြောရတယ်ဘာဆောက်ခွင့်မဆိုင်ဘူးစေသားကြီးဖြစ်ပြီးလက်တက်ကြီးကိတ်ထားပြီးမျက်နှာမပြားရည်တဲ့အနောက်ယိုးမနော့ကကျွန်တော်တို့လာပြီးရှင်းချောင်းနေတယ်မင်းသားသမီးရဲ့ရခိုင်လိုက်တွေးမင်းသမီးရခိုင်လိုက်တွေးမယ်လေဟေးကောရခိုင်ပြည်ငါမြေလေငါဒေသလေရခိုင်ပြည်လာလို့ငါ့ဘာလို့ပါတော့အာမင်းတို့ကရခိုင်ပြည်မှာ ခုတ်ကဲနေပြီးကြောက်အားလဲအားအပြေတော့မထွက်ပြေးဘူးမျက်နှာတော့ပျက်ရည်တဲ့ကောင်လေးငါ့ကိုမင်းရှိကြောက်တယ်မချစ်မချက်ဘူးလားအချက်သိက္ခာမင်းတော့မရှိဘူးဆိုတာသိတယ်ဒါပေမဲ့လည်းအချက်သိက္ခာမရှိတဲ့ကောင်ပြောရမှာကမင်းပစားမှလေဒါထုတ်ထားသိလားဟမ်မင်းကလိုက်ရှာနေတာမပူနဲ့မင်းနဲ့ပတ်သက်တဲ့ငါဓာတ်ပုံတစ်ပုံရထားတယ်ငါမေးထားတယ်တပုံကတော့ဟာလားထွန်ဝင်းဆိုတာကောင်းတဲ့ဂိတ်တော်နဲ့ပုံတစ်ပုံကရထားတယ်မင်းကသိသေးချာချာမသိသေးလို့မင်းကပြောတာပဲမင်းမျက်နှာငါ့ကိုပြာကြည့်မင်းတပတ် လမ်းချောက်ထွက်ရေးမလားလို့ငါပြောရတယ်ပြားကြည့်လိုက်မင်းအမေရိကန်နေမှာနေတဲ့ဇန်လေးကိုလက်နက်ကြီးကိုင်ပြီးစစ်ပိမာလူပိုင်းလုံးနေတဲ့နှတော်ရုံမှာနှောတာကြောက်တယ်ဗျာဒီကစဉ်းစားကြည့်လိုက်လက်နက်ကြီးကိုင်ပြီးပြည်သူကိုနှိမ့်ဆက်နေတဲ့တနက်ကြီးတကကဆရာကြီးဆိုတဲ့ကောင်တွေကအမေရိကန်မှာနေတဲ့ဘာမဟုတ်ညာမဟုတ်တဲ့ဇန်လေးကိုကြောက်တယ်ဇန်လေးလည်းပါဝါရှိတယ်နော် စစ်ခွေနဲ့ဘာတိုင်ဇန်လင်းပါဝါရှိတဲ့ပြည်သူတွေနဲ့ဟုတ်လားဒီတော်လင်းဖက်မှာလာဇန်လင်းကပါဝါမရှိတာစစ်ခွေနဲ့ဘာတိုင်ဇန်လင်းကပါဝါရှိတယ်သိတာတော့လေနော်နောက်ရောပါတော့မဲမိလာမင်းကတော့တပတ်ပောက်တယ်မလားမပူနဲ့နော်အချိန်တိုင်ဇန်လင်းလာကိုလာပါနော်အာဂတ်တက်တော်ကမတော်ဝမ်းမထက်ဆုပ်ပြင်မဲ့အာဂတ်တက်တော်ပါလူတွေကိုဟုတ်လားနော်ခွင်းတောက်ပြီးမင်းနဲ့လာတွေ့အောင်မှာပူဖို့မပူနဲ့မင်းမသိပါဘူးစုကောင်းထားတာအခုကမင်းအကြိမ်ကောက်နေမင်းမိသားစုကခင်ဗျာမရှိတော့ဘူးဟုတ်တယ်မလားအဲ့ဒီတော့မင်းဒါတော့မင်းမျက်နှာမပြရသေးတဲ့ကောင် ပြောပြတာပါနော်အဲ့တော့ဒီလိုဖြစ်ပြနေတာဖြစ်ပြနေမှာသူတို့သတင်းအမှားတွေကိုပဲထုတ်ပြန်ထုတ်ပြန်နေတာဖြစ်တယ်အဲ့တော့ပြည်ဖြတ်မီဒီယာအစ်စ်တရားဘာလို့လဲဆိုလို့ရှိရင်အဲ့ဒီစကားဆက်နဲ့စကားဆက်ထောက်ခံတဲ့ကုန်တွေဖြစ်တယ်မြန်မာအလင်းတို့ကြီးမုံတို့စကားဆက်ထောက်ခံနေတဲ့သတင်းဌာနတွေနော် YouTube channel တွေ Telegram တွေကတခေတ်ကိုပြည်ဖြတ်တွေဖြစ်ပါတယ်ပြည်သူလူထုကိုနှိမ့်မျိုးစုံနဲ့နော်အစိမ်းအငွေ့တွေပေးပြီးတက်ဖြတ်နေတဲ့စိတ်ကိုတက်တဲ့လူကိုတက်တဲ့နော်ဘဝကိုတက်တဲ့အဲ့လိုတက်နေပြီးလုံနေတဲ့ဖွေးစစ်တာဖြစ်တယ် ်နောက်ကိုတတိထားဖို့လိုပါတယ်အဲ့လိုအစိမ့်မိုက်ဝါတာတိုက်နေတဲ့နော်ဒီစကားစနဲ့စကားစထောက်ခံတဲ့ကော်ရီးယားတင်းတာဒီကိုပြည်သူလူထုအနေနဲ့ပြင်းပြထန်ထန်တုံ့ပြန်မှာဖြစ်တယ်ခင်ဗျအဲ့ဒါပေါ်ကြည့်လို့ဘာမှမထူရှားဘူးနော်အဲ့တော့ဟုတ်ပြီအဲ့ဒီတော့ကျွန်တော်ကကျွန်တော်ကပြောတယ်မင်းရခိုင်ကိစ္စလည်းပြောပါရခိုင်ကိစ္စကပြောပါမပြောချင်ပါနဲ့ဒါပေမဲ့နော်လိုအဲ့ဒီကျွန်တော်ကလိုအပ်တယ်လို့ပြောမယ်ဘာဖြစ်လို့လဲဆိုတော့ကေဟုတ်ပြီအဲ့ဒီတော့ကျွန်တော်တို့စေတုံးရက်နေ့မိလာစေတုံးရက်နေ့ဖြစ်သွားတဲ့ရသေးတော့ နော်ဒီထွက်ဝေပေါ့နော်အဲ့ဒီရသေတော့ထွက်ဝေဒီဒေသကိုပေါ့နော်ကြည့်တော့ဘုံချေတဲ့အိဆက်မှာလဲဟုတ်လားခမရတော့စကိုက်တိုက်ထိပ်ပါပဲနော်ဒီဒီပင်းရတော့နော်ဒီဟိုဘက်ကရင်ဒီဘက်မှာပဲဘုံချေတာမဟုတ်ဘူးကျွန်တော်ဘက်မှာလဲလူတွေဟာအသက်တွေနဲ့နော်အသက်တွေနဲ့ပိုက်ဆိုင်မှုတွေနဲ့စိတ်စဉ်တွေရှိကြတယ်ကိုယ့်ရအသက်တွေကိုရေးမထားရတာဒီတော့လူဝကလေးအသက်ကြီးဝင်လူကလေးအပါဝင်ပေါ့နော်အသက်ကြီးတွေဟိုဟာဆဆေးလင်းကားရောက်ဖေးသွားတယ်30လောက်တန်ရရတယ် เนาะပြည့်စုံဆုံးချုပ်မှုတွေအများကြီးရှိတယ်ကျွန်တော်ရဲ့ခိုင်ပြားမှာကျတော့ဒီလိုတည်င်းထုတ်ပြတာအားနေကြတယ်เนาะအဲ့တော့ကျွန်တော်ကတည်င်းဟန်ဒီကိုထက်ကတလေးလေးပြောတယ်ဆိုတာကကျွန်တော်ရဲ့ခိုင်ပြားတန်းနဲ့ပတ်သက်ရင်ကျွန်တော်ထက်ကတလေးလေးပြောတယ်ဆိုတော့ကအဲ့ဒီတည်င်းအမှန်တွေကိုအများသိစေချင်လို့ကျွန်တော်ကရခိုင်ဘက်ကထုတ်တဲ့တည်င်းတွေကအရင်အားနေတယ်အခုဘမပြရွှေတော့တဲ့ဒီပင်းရဲ့အရေးမှာဆိုလို့ရှိရင်ဒါဒီပင်းဒီအိုထိပ်ကဘုံခွေကျောက်စာတွေကျဘုံချမ်းမှုဆိုပြီးခိုင်ပြားတည်င်းတွေအရင်ကိုတက်လာတယ်เนาะအရင်လည်းမြန်တယ်ဟုတ်လား ်များလို့တော့လူတွေကလည်းသတင်းကိုဖြန့်ဝေကြတယ်ကျွန်တော်ရဲ့ခေတ္တသားပါချီးသွဲတဲ့ဒီရသေးတော်ပုံကျင်းမှုပါဆိုလို့ရှိရင်သတင်းတင်တဲ့တော့အရင်မရှိမရှိဘူးနော်သတင်းလာတာလေးတစ်ခုနှစ်ခုလေးကိုယ့်ရေပြင်းပြမှရှိသတင်းနဲ့တစ်ခုနှစ်ခုလောက်ပဲရှိတာနော်အဲ့ဒီသတင်းနဲ့ပြင်းပြတရားနဲ့ရလောက်ကြာမှဒီသတင်းတွေဒီနေ့နေပါပါတက်လာတာတွေ့ရတယ်ပြီးတော့ကျွန်တော်တို့မှလည်းကျွန်တော်တို့ခေတ္တဆက်တွေရှိတယ်နော်စကားကပြောတာကလုံမင်းတို့က ရခိုင်ပြည်သူလူထုကိုသက်သက်ငါတို့ပြည်ရခိုင်ပြည်သူလူထုကပြုတ်ပြီးသားလောက်တာတော့မင်းရောလုံလဲလဲရတဲ့အချိန်မှာကြိုက်တာလို့အဲမင်းရောဟိုလာရသေးတော့ဒီတောက်ကုန်း sorry ကြောက်တော့မှာလို့ဟိုလာသိမ်းဖောက်ကိုလုံတော့ကအမလေးကလေးတွေပါတက်တက်ဆိုတာအဆင်ထွက်မလာစေနဲ့လာအောင်ပါဒီလိုဇလန်းတွေအများကြီးနော်ကြောက်တော့မှာဟိုလာသိမ်းဖောက်မှာကလေးတွေပါပါတယ်အသက်ကြီးရွေးတွေပါပါရဲ့နေမကောက်လူတွေပါပါချက်မင်းရောအော်တယ်လေဒီတက်ဆိုတာတွေလာအောင်ပါရခိုင်တွေသားမှာမင်းရောမင်းရောချင်းနေတဲ့ကြွေး အဲအဲ့လိုမျိုးကမင်းတို့လောလောဆယ်ဆယ်ပြင်းသွားနိုင်ရင်တော့မင်းတို့ကောင်းနေမှာမပြေးမနဲ့မင်းတို့ခုတ်ကန်နေပြီဆိုရင်မင်းတို့နဲ့ပတ်သက်တဲ့လူတွေစည်ရင်စရားတွေငါတို့ကအပြည့်အစုံရှိတယ်နော်ပေကောင်ကနေပြီးစကားစားနဲ့ပူပေါင်းပြီးစိတ်တွေမှာဘာလုံးနေပါလဲကြောက်ကြီးကဘာလုံးဆိုငါတို့ကရှိရရခိုင်ဖြစ်နေလဲအဲ့ဒီတည်နေငါတို့ကရှိတယ်နော်လာမှာမင်းတို့မပူနဲ့ကြောက်တော့ဖြစ်သွားဟာလူ600သေးသွားပဲ900သေးသွားပဲ3000လောက်သေအောင်ပါသေအောင်ပါမင်းတို့နော်မင်းတို့သိမ့်ဖို့တော့အပိုက်စီးအောင်ပါအဲ့ဒီသိမ့်ဖို့နဲ့မင်းတို့လုံးအောင်ပါ ကုကြီးတန်ချစ်ကလေးအေးသိမ့်တယ်အဲ့တန်ချစ်ကလေးမင်းတို့ပြစ်တယ်ဟာဝဲကလေးအေးသိမ့်တယ်ဟာဝဲကလေးမင်းတို့ပြစ်တာရင်သူလည်းနဲ့ကိုလည်းနဲ့ဆိုပြီးအခုအေးကမင်းတို့သိမ့်ဖို့ကိုသိမ့်အောင်မှာအဲ့သိမ့်ဖို့နဲ့မင်းတို့သိမ့်ဖို့ကိုရှင်းအောင်မှာနင်ကြည့်ထားကြနော်ငါ့ရခိုင်တွေကလည်းအညိုကြည့်တယ်နော်အညိုကြည့်တယ်ခံလဲခံရတယ်ခံလဲခံတယ်ငါတို့ကြည့်ဘယ်လောက်တိငါတို့ပေတပြီးခံတယ်ဆိုတာကိုမင်းတို့ဟိုရွာလိုလာဘုံကြည့်လိုက်ဒီရွာလိုလာဘုံကြည့်ဒီနောက်လည်းနဲ့ကြည့်ပြလိုက်ငါတို့ခိုင်တွေအဆင်မထွက်ဘူး တင်တော့ကွာမိသားစုတယောက်တည်းငိုတယ်ဒါတော့တမန်တာပဲလူတိုင်းငိုကြတာငိုကြငိုပါစေဒါပေမဲ့အဲ့ဒီငိုသွင်းတရားရဲ့နောက်ကွယ်မှာငါတို့မှာစိတ်ထိတ်မှာစဉ်လုံးပြီးတင်းကျက်စွာနော်မှတ်ထားတယ်အညိုအတင်းနဲ့မှတ်ထားတယ်ဆိုတာမင်းမှတ်ထားဘာဖြစ်လို့လဲရိုးရိုးသားသားနေတဲ့ပြည်သူလူထုငါတို့ကဘေးဒုက္ခမှာအညိုတွေမချိုးအဲငါတို့ဒေသကိုလူမျိုးကိုငါတို့ဒေသကိုအဲ့လိုမတရားအနိုင်ကျင့်မဲ့သက်ဖြတ်နေတဲ့လူတွေကိုတော့ငါတို့ကကောက်ကောက်ထင်ထားတယ်ထင်ထားတယ်အဲ့ကြောင့်ပြောပါတယ်မင်းတို့ နာကြောက်တော့မှာဖြစ်ခဲ့တာဖြစ်ပြန်ဟုတ်လားကုန်းဘုံတက်တာတက်တူမိမလေးယောက်ျားတွေကဆာဒါနာခုတ်မှာဒါနာခုတ်မှာမဟုတ်ဘူးမိမချိုးဆက်ပြရမှာဒါနာခုတ်တော့ချက်ချက်သေးသွားတယ်မိချိုးဆက်ရမှာမင်းတို့ပေါ့နော်မင်းတို့မိတာအခုစိတ်တွေနဲ့ကြောက်လို့မင်းချက်ကြည့်ချင်တာမင်းတို့စိတ်တွေနဲ့ကြောက်လို့ဒါစကားစိတ်တွေဒါစကားကြောက်လို့ရတဲ့ရစနေဟုတ်လားအဲ့ဒီဒီဒါကြောင့်လေးကကောက်တွေမင်းတို့ချိထားကြအပြည့်မြန်ရင်လွတ်မယ်အပြည့်မမြန်လို့ကတော့မင်းတို့ကြောက်တော့တဲ့နစာဆိုးမဆိုမင်းမှတ်ထားကြဘာဖြစ်လို့လဲ တိတ်လှုပ်ရှင်နေတယ်အခုမင်းတို့ကိုကြောက်ဖြူမှာနေစဉ်ရဲစိုက်ပွေးတိုက်ပွေးဆိုတိုက်ပွေးပပားလေးတွေပုံဖားလာတိုက်ပွေးပပားလေးတွေပုံနေတာအေအေကနော်ထက်ပြောမယ်နော်ငါအဟောင်းတွေထက်ပြောလို့ထက်ပြောမယ်အေအေကမင်းတို့သင်းဖို့တွေကလိုရှင်လို့ပပားလေးပုံနေတာနော်အဲ့တော့တရုတ်ကိုပြေးခဲ့တယ်တရုတ်နဲ့ဖိအားပေးတယ်ဘင်္ဂလားနဲ့ဖိအားပေးတယ်ဖိအားပေးလို့မရတာဘူးတရုတ်ကလည်းသူ့ဟာနဲ့သူမလီပတ်နဲ့တော့ပြီးဒီခိုင်ပြည်သားမှာသူကခိုင်ပြည်သားကိုဖိအားပေးဖို့သူ့မှာဩဇာအနာမရှိဘူးခိုင်ပြည်သားအတွက် ။ तू ရခိုင်ကလေးလေတယုံမဟုတ်တာငါတို့တကယ်တယုံမဟုတ်ဘူး။နော်အဲ့တော့မင်းတို့တယုံချင်းချင်းကဖိအားပေးလို့ရငါတို့ဖိအားပေးလို့မရဘူးဆိုတော့သီးလာတယ်။ဖိအားပေးလိုက်ရင်တချင်ချင်းမှာဟုတ်လားပြည်တွင်းမှာရှိတဲ့ဒီနာအခတ်တော်ကဒုက္ခဆောင်တွေကရှင်မဆိုတော့သီးထားတဲ့အတွက်နဲ့ဘုရုပ်ကုတရားပြောထားတယ်နော်အဲ့ဒါကိုသီးတော်တဲ့နဲ့ဖိအားပေးလို့မရဘူးအဲ့တော့အိန္ဒိယဘင်္ဂလားကိုတော့ဖိအားပေးတယ်ဘင်္ဂလားကဟုတ်လားလုံချီလှန်ပြတယ်ရောမေရောစကားစားဟိတ်ကောင်တွေဟမ်ငါတို့ချက်တက်ကောင်တွေဆက်ဆက်မယ် အဲ့ငါတို့အဲ့လိုမင်းတို့ငါတို့လာပြီးဩဇာအနာပြီးလို့ရမလားရော့လုံချီလှန်ပြတယ်မင်းမင်းတူတူတမြင်သွားတယ်ဟာညင်သွားတယ်ဟာစကားစလောပြီးတယ်အဲ့မထွက်ရဘူးအချက်အချက်ဒီကွဲတာဟိုကလုံချီလှန်ပြပြီလေမင်္ဂလာတွေအသာကမေးရတယ်မင်းမင်းတူတူတမြင်သွားလားမသိဘူးဟမ်ဖီယာပြလို့မရဘူးအဲ့တော့ရခိုင်ရောဖီယာပြလို့မရတယ်ဘာလို့လဲပုံကြည့်ရပေါ့ရွာလိုဖြက်စင်းအောင်ဖြက်စီးပါအချိန်တိုင်လာပါပဲဒီဇလန်းတွေကနော်အဲ့ရောအဲ့ဒီရသေးတော်ရောနော်ဒီထွက်ဝေး ဒေသမှာကျွန်တော်တို့မှလူ3ယောက်4ယောက်သေးတယ်ဗျာသေပြီးကလေးအပါဝင်ပေါ့နော်3ယောက်4ယောက်သေးတယ်နောက်ပြီး30နီးပါးလောက်တန်ရရသွားတယ်စုံချုံမှုတွေရှိတယ်ဒါကိုလည်းကျွန်တော်ပြည်သူလူထုချားပြကျွန်တော်တို့ကတိတ်တော့မအော်ဒဲဘူးရခိုင်တွေကနိုင်နဲ့အောင်းခံတဲ့အချင်းရှိတယ်ဗျာတိတ်မအော်ဒဲဘူးเนาะအဲ့လိုပဲမနေ့ကဆိုလို့ဈေးလေးရနေကြောက်တော်မှာပေါ့နော်ယူအမရက်ကွက်မှာရှိတဲ့နေရာသွားဘုံချတယ်အဲ့ဒီမှာအသေးပြောက်ရှိတယ်ကျွန်တော်ကြားတာပေါ့နော်၄ငါးယောက်တော့သေတယ်လို့ကျွန်တော်တင်ကြားထားတယ်စုံချုံမှုတွေရှိတယ်ဟုတ်ပါပြီဒါကတော့သူတို့လုံးလိုက်တဲ့အားပေါ့နော်ဒီလိုသတင်းတွေကိုဘယ်လိုထက်ဖြက်လာမလဲဆိုတော့ကျွန်တော်ကြည့်ရအောင် ကျွန်တော်ကတော့ပုံလေးနော်နော်ကျွန်တော်ကတော့ချင်းချင်းပြောလို့ဆိုရင်ဒီဟောဘောပုံလေးတဲ့ကျွန်တော်အများကြီးမတင်ရှင်တော့ဘူးဒီလိုပဲကျွန်တော်ကနော်ကျွန်တော်ရဲ့ live stream မှာပြောတော့တာဖြစ်တယ်ဒီတော့လက်ရှိဖြစ်ဖြစ်နေတဲ့အဖြစ်အပျက်တွေမှာဆိုလို့ရှိရင်စကားစားကကချင်းဗမောမှာဆိုရင်လည်းဒီတပတ်တွင်းလားမသိဘူးပေါ့နော်အချိန်တွေကကြာဖို့ဖြစ်သွားပြီဖြစ်ပေါ့ဆိုတော့အဲ့ဒါတွေလည်းကြာဖို့ဖြစ်သွားပြီရခိုင်မှာလည်းကြောက်ဖြူကလည်းအချိန်တွေမကောက်ဘူးနော်စစ်တွေဆိုရင်ကတော့အပြစ်မထွက်ရတဲ့ကဏ္ဍတွေဖြစ်နေတယ် ကရင်ဒီမှာလဲဟုတ်လားအခုဒီလိုက်ကောမှာကရင်ဒီအဖွဲ့ရဲ့ထိုးစစ်ကိုအလှလက်ခံနေရတယ်ကရင်ပြည်ဘက်မှာကြာတော့လဲထိုင်းနေစက်မှာရှိတဲ့စခန်းကြီးတွေကအားလုံးကရင်ယူကသိမ့်မဲ့ကရင်ယူနေတဲ့ပုံစုကအဲ့တော့အဲ့တဲ့ပုံစုတွေသိမ့်တာကိုသိမ့်တာကိုသိလိုက်တော့ထွက်ပြေးပြီးမလုပ်လဲဆိုတော့တော်လဲအဖွဲ့တွေရေတောင်းရင်အဲ့ဒါဟာဒီကန်တို့ဘာလို့လဲအဲ့ဒါပဲရေတောင်းမယ်ဆိုသူသိတဲ့တော့လဲအဲ့ကန်တွေမှာအစ်ခဲတယ်ဘလောက်ဒီအောက်တန်းကြတဲ့လူတွေလဲဆိုတော့အဲ့တော့ကျွန်တော်ပြောချင်တာကဘေးနေရာမှာပဲဖြစ်ဖြစ်စာကားဆက်နက်ကောက် စကားဆက်နဲ့ပတ်သက်တဲ့စကားဆက်တဲ့အဲ့ဒါကိုဖမ်းမိပြီဆိုလို့ရှိရင်ခင်ဗျားတို့စရင်မတင်ပါနဲ့စရင်စရာတင်မနေနဲ့ဟုတ်လားလေဘင်းဖက်ဖက်ပြလိုက်ကိုကြီးရဲ့ညီလေးလုံပြမနေနဲ့အဲ့ဒါလုံပြရှိရင်ခင်ဗျားတို့ဗီဒီယိုတွေအရင်ကြည့်ပြည်သူလူထုခံထားတဲ့ဗီဒီယိုတွေအရင်ကြည့်ပြည်သူလူတွေကောက်ဖြက်ခံရတာလေဘင်းဖြက်ခံရတာတော့ဘိုက်ခွေခံရတာတော့ရွာတွေမိချိုခံရတာတော့မတိမ်ကြည့်ခံရတာတော့ဟဲ့တော့ဘုံကြီးပြီးသက်ဖြက်ခံရတာတော့ဒါတွေကအရင်ကြည့်ကြည့်ပြီးမှခင်ဗျားတို့အဲ့ဒါကိုကြည့်လို့ခင်ဗျားစိတ်ထဲမှာကျင့်နေတဲ့ဆိုရင်တော့ခင်ဗျားတို့ဘောပဲ အဲ့ဒါလည်းအရင်ကြည့်လိုက်အဲ့ဒီအချိန်မှာဖြစ်ပေါ်လာတဲ့စင်တာရောက်ခမတ်ဒီကုတ်လေးကိုလောက်တာလောက်ချင်းတာချင်းနော်ဘာမှကုတ်လေးထိတာမလိုဘူးဖမ်းမိတဲ့အချိန်မှာဟုတ်လားဟုတ်ကဲ့ပါဗျာကျွန်တော်တို့ဒီလိုဖြစ်သွားပါလေဆိုတဲ့စင်တာကိုစကားကိုတော့မယုံနဲ့နော်ခွေးမီကောက်ခြေတောက်ဆော့ဒီကောက်လေးကခြေကောက်ဆွဲတဲ့အချိန်မှာခွေးမီကဒီဖြောင်းတာနော်ခြေတောက်ဖြောက်လိုက်ဒီလိုကောက်တော့တဲ့ကောက်လေးချင်းတာချင်းနော်အဲ့ကြောင့်ကျွန်တော်တို့ပြောတယ်ဒီနေရာမှာကျွန်တော်ရခိုင်အခက်တဲ့တော်ကနော်ကောက်ဆော့ဒီကိုပြောမယ်ကြောက်ဖြူတော့ စစ်တွေတို့ကနော်အလင်းဝင်လာတဲ့ရိုးရိုးသက်သက်လက်နက်နဲ့အလင်းဝင်လာတဲ့ကုန်ဆိုရင်တော့ကျွန်တော်တို့ respect ပေးမယ် chance ပေးမယ်အဲ့လိုမျိုးနဲ့တိုက်ပွဲမှာ mirror ဖက်တဲ့ကုန်တွေဆိုတော့ဘာမှ chance respect မရှိဘူးနော်ဘာလို့သိသလဲဆိုတော့ကျွန်တော်တို့ mirror ပြောခဲ့တယ်လို့ဘောလားမိမမျောမယ်ဆိုတဲ့ကုန်တွေအခုဆိုလို့ရှိရင်ဟုတ်လားကြောက်ချူမှာဆိုလို့ရှိရင်လည်းကြောက်ချူမြင်မှာမျောမယ်ဒီမှာစစ်တွေမှာဆိုကလန်တာမြင်မှာမျောမယ်ဒီကောင်လေးပေါ့မျောတော့မျောရမှာပဲဒါအမှန်တိုက်ဖြစ်တာကျွန်တော်အမှန်တိုက်ပဲပြောရှင်းတာနော်အဲ့တော့ လက်ရှိဒီကျွန်တော်တို့ဒီကျောက်တော်နော်မနေ့ကစစ်လေးရဲ့ပေါ့ဗျာကျောက်တော်မှာဖြစ်သွားတဲ့တိုက်ပွဲမှာဆိုအခြားဒီဘုံချခုမှလည်းကျွန်တော်တို့ကညာစီတိခိုက်တရားသိဆုံးမှုတွေရှိတယ်ပြီးတော့ရန်သူရန်သူအလုံးလောက်တာဖြစ်တယ်ရန်သူကိုရန်သူအလုံးလောက်တော့ခိုးလို့ကလည်းရန်သူကိုရန်သူတို့တုံ့ပြန်မှာဖြစ်ပါတယ်ပြီးတော့လက်ရှိတိုက်ပွဲပြင်းထန်တဲ့နေရာတွေဆိုလို့ရှိရင်စကားဆာကသူ့မှာလူအင်အားမရှိတဲ့ခုမလုပ်လဲဆိုတော့သူကကရင်ပြည်ဖက်မှာတတိထားပါတစ်ချက်ကကရင်တွေကနေချနေစဲတွေအားလုံးသိနေတဲ့အချိန်မှာစကားဆာနော် နောက်ဆုံးပြတာပါတယ်တချို့နေရာတွေမှာတိုက်ပွဲမဖြစ်ဘူးပြီးတော့တာရှိတယ်ဘာဖြစ်လို့ဆိုတော့တချိန်ချိန်မှာအဲ့ဒီနေရာတွေမှာစကားစားလက်ကြိုက်တော့မောက်ချစ်သူတို့နဲ့စရင်ချင်းရအောင်မှာစကားစားဘာလို့မလဲရောမင်းတို့နေစားချက်ကိုမင်းတို့တာဝန်ယူပါနေရှာဒီဇယ်တစ်ချက်ကိုမင်းတို့တာဝန်ယူပါဆိုပြီးစောချစ်သူတို့ကိုပြောလာမယ်တချိန်အဲ့ဒီအချိန်ရောက်လို့ရှိစောချစ်သူကဘာဖြစ်မလဲနေဇယ်တစ်ချက်ကိုထိန်းချုပ်နိုင်ရင်စိုက်ကမောက်ခိုးလုံးလုံးရမယ်ဟုတ်လားမူရစီဝါလုံးလုံးရမယ်ကြာပြတ်လုံးလုံးရမယ်ကိစ္စတွေပေါ်လာမယ်ဆိုလို့ရှိရင် ဒီကောင်ကလည်းလူရှင်ပါပဲလူရှင်ရင်အဲ့ဒီနေသားထိချုပ်တာတဲ့ KNY ယူနဲ့ KNY နဲ့တားရမှာပဲနော်ခင်ဗျားတို့အဲ့ဒီကြောင့် KNY ဘက်မှရှိတဲ့တော်လဲယူ KNY ယူနဲ့တော်လဲယူဖွဲ့တဲ့တတိထားဖို့အချက်ကိုကျွန်တော်ပြောပြတာကချင်ဘက်မှတော့လုံးလုံးမရဘူးကချင်ဘက်မှဘာလုံးလုံးမရဘူးနေရတော့အခုရှင်းထားတာရခိုင်မှာဘာလုံးလုံးမရဘူးအဲ့ဒီဘင်္ဂလားဒေ့ဘင်္ဂလားရောက်လင်းငါချောက်တာနဲ့ဒီ AL ဘီဒိုခေါ်တဲ့ဖာတီမာအုပ်စုလူတရားနေရဘာလုံးလုံးမရဘူးနော်တော်ကြောက်ထုတ်နေတော့ချောက်သွားအောင်မယ်အဲ့တော့ဟိုလေချင်းမှာလည်းလုံးလုံးမရဘူး ကြရမှာလေလုံးလုံးမရဘူးဆိုဒီကောင်တွေအဲ့မြန်မာနိုင်ငံအလေးပိုက်မှာသူတို့အချိန်ချဖို့အတွက်သူတို့အုပ်စုအထိုက်ချနိုင်အောင်ပေါ့နော်အဲ့လိုဒီစကိုက်တိုက်တစ်ကိုဖြိုးနေတာဖြစ်တယ်အဲ့ဒီစကိုက်တိုက်ဘာဖြစ်လဲစကိုက်တိုက်တိုက်မှာအဖွဲစီတကစီစီလုံးလုံးနဲ့မချိသေးတဲ့ခါနဲ့လျှောက်ဖြစ်လို့နော်ဒါလေးတို့ကျွန်တော်ပြောချင်တယ်နော်အဲ့တော့ဟုတ်ပြီကျွန်တော်လည်းဒီမှာဖုန်းပေးထည့်လေးကုံတော့ဖြစ်တော့ပြောချင်တာကပြည်ဖြတ်မီဒီယာအစစ်အစာဘယ်သူတွေလဲပြည်ဖြတ်မီဒီယာစစ်တစ်ဆိုတာစကားစားနဲ့စကားစားထောက်ခံတဲ့လူတွေသာဖြစ်တယ်ဘာဖြစ်လို့လဲတည်အမှန်တွေကို ဖုံးကွေပြီးသတင်းအမှားတွေနဲ့ပေါ့နော်ပုံအမှားအဟောက်ပုံအမှားတွေနဲ့ရောပြီးသတင်းဖျန်းဝေတာကိုကျွန်တော်တွေ့ရတယ်။ဒီမှာသတင်းအမှန်ကန်တွေနဲ့ဟိုအင်တာဗျူးတွေရောဓာတ်ဗီဒီယိုတွေရောဓာတ်ပုံတွေရောဝေဝေဆဆတင်ပြထားတဲ့အချိန်မှာတော့သတင်းပုံအဟောက်တွေနဲ့ခင်ဗျားဗျာပြောပြီးပြည်သူလူထုကအစိမ့်မဝါဒမိုက်တိုက်တယ်။ယုံနဲ့ခွေ့ကြတဲ့ယုံတာပဲနော်အဲ့တော့ကျွန်တော်တို့အနေနဲ့တိထမှာကတော်လိုင်းနဲ့ဖွင့်နေတိထမှာကခွေမီကောက်ဆိုတော့ခြေတောက်ဆွဲမှဖြောင်းတာခြေတောက်ဖြောင်းပြီးကောက်တယ်ဆိုတဲ့တော့ ਨੇ လက်ချစ်တော်လည်းမှာ live တိုက်ပွဲတွေဖမ်းမိတဲ့ဘေးကောက်ကမှမဆိုနော်ပြူစော်ဒီဖြစ်ဖြစ်ပဲကြာခင်ဗျားပြောမယ်ဆိုခင်ဗျားခေါ်တဲ့ပါစာလို့ခေါ်တဲ့နော်ပြည်သူစစ်ပဲဖြစ်ဖြစ်ပြည်သူစစ်ဖြစ်မဲ့တိုက်ပွဲလာထပ်ပြစ်လာခဲ့လက်နဲ့နဲ့ပြစ်လာခဲ့ရတယ်တိုက်ပွဲဖြစ်ပြီးမှကျွန်တော်ပြည်သူစစ်ပါသွားမအောင်လဲရှင်းတာရှင်းမလိုက်ရှုပ်တယ်နော်မင်းတို့ပြည်သူစစ်မဖြစ်ခင်မင်းတို့ပြည်တော်လိုင်းအတွက်အထောက်ကူဘာမှပြစ်ခဲ့တာမဟုတ်ဘူးရှင်းရှင်းလေးပဲတွေ့ပါတယ်ဟုတ်လားဒီဘာမှပြစ်မှပြည်သူစစ်တွေပြစ်လာလေဆိုပြီးလက်နဲ့ဘာဘာတဲ့ကောင်လေး မင်းတို့လူတော်ပြည့်လွယ်ရမယ်လည်းနဲ့ပါဘူးလားခေနော်ဒါကိုလည်းခင်ဗျားသတိထားဖို့လိုတယ်နော်ဒီနေရာမှာစကားဆက်တဲ့တခုလေးပြောလိုက်ပါဦးမယ်ကတိကနော်တတပိသားကတိကဆရာမတော်ဝင်းဝင်းအောင်ကိုအစားဖြောက်ထားတာဘယ်လိုပြသနာလဲအမှန်မှာ PDN နဲ့ရခိုင်နဲ့နော်တိုက်ချင်တာပမာနဲ့ခင်ဗျားဥမ္မာပေါ့ဗျာဒီ PDN တွေကဖန်ထားတယ်ဆိုပမာလက်နက်ကြီးပေါ့နော်ဖန်ထားပြီး AC ပို့လို့ဝါတာမိုင်းဖန်တယ်တကယ်လို့ အေးရတော့ခုပြောငါးစင်မရောက်သေးဘူးဆိုလို့ရှိရင် PDF စီမှာစာပြောက်သွားတဲ့ပုံစံမျိုးနဲ့ PDF ကိုအညိုတရအမုံတရရှိတော့လောက်တာဒါလောက်ကျန်ဇလန်တခုနော်လောက်ကျန်ဇလန်တခုကျွန်တော်ကဒီအချိန်မှာဘယ် PDF မှာလဲတည်တည်ချာချာပြောထားတာမရှိသေးဘူးနော်ဘယ် PC တော်လဲခွေးစားပြောထားတာမရှိသေးသလိုအဲ့ဒါတော့လည်းအတီတဝင်းပြောထားတယ်ငါးစင်မရောက်သေးဘူးဆိုတော့ဒီကြားမှာပြောင်းနေတယ်ဆိုလို့ရှိရင်စကားစကားဒါလောက်ကျန်မှုတခုဖြစ်နေတယ်ဒီလောက်ကျန်မှုကျွန်တော်သတိထားရမယ်နော် ကျွန်တော်ပြောပြီးပြီတော့ဝင်းဝင်းအောင်တကယ်လို့ကလည်းခင်လူမျိုးစိတ်တဲ့နဲ့ ပူပေါက်ပေါက်ဝမ်းနေဆိုရင်ကျွန်တော်ပြောကြတယ်ဥပမာ PDF တွေဖိနှားတယ်တော်တော်ဖွင့်ကြဖိနှားတယ်ဆိုရင်လည်းသူကကျွန်မဒီလိုသွားမှာဆိုရင် PDF ကပို့မှာပဲနော်ဘာမှစစ်စစ်ကမလို့အဲ့တော့ဒီကြားမှာပြောင်းနေဆိုလို့ချင်းဒါလုံးကြံမှုတစ်ခုဖြစ်တယ်ဒီဟာကိုလည်းအဲ့လိုမျိုးလူမျိုးရေးလုံးကြံမှုတွေကိုမကြမကြလုံးလက်လုံးထရှိတဲ့ဒီစာကစားတဲ့အဖွဲ့ဟာအခုလဲရှင်းရပါမယ်တက္ကသိုလ်ကတိရတယောက်ဆိုလို့ချင်းတက္ကသိုလ်ကျောက်သားတွေကိုယ်တိုင်ကဒါရုံရုံရုံသေးသေးဖြစ်လာမလားဆိုတော့သုံးပွင်းလေးပွင်းဆိုင်ပြဿနာဖြစ်ဖန်တီးတာဖြစ်တယ်เนาะအဲ့တော့မလို့ဘူးเนาะ အချိန်တိုင်းဒါလည်းပေါ်လာမှာပဲတကယ်လို့ဒီဆရာမကနော်တကယ်စိတ်တဲ့နဲ့တကယ်ပူပေါက်ပါဝင်မှာဆိုရင် PDF data သူ့ကိုဘာမှထိန်းချုပ်စရာအကြောင်းမရှိဘူးပူပေးမှာပဲနော်ဒါကိုကျွန်တော်ပထမနေ့ပြောအေးတကယ်တော့အဲ့လိုမဟုတ်ဘူးနဲ့ဆာကဆာကနော်ဝါတာဖြန့်ချင်လို့လူမျိုးရေးပြဿနာဖြန့်ချင်လို့နော်လုံးချင်တယ်ဆိုရင်တော့အဲ့ဆရာမအနေနဲ့အသက်ဆုံးရှုံးလောက်ပြီးလို့ကျွန်တော်တို့ယူဆလို့ရတယ်ဒါလေးတစ်ချက်ရှိပါတယ်နော်အဲကြောင့် ပူဂျိုထွက်မြက်နေပြောထားတယ်ဟုတ်လားငါတို့လူမျိုးတွေကိုကမတရားနှိမ့်ဆက်တဲ့မတရားအနိုင်ကျင့်တဲ့ဘယ်သူကိုမဆုံးငါတို့ကတညာပေးနေမှာမဟုတ်ဘူးလေရန်သူကိုပြင်းပြင်းထန်ထန်တုံ့ပြန်ပါဆိုလို့ပြောထားတဲ့စကားကိုကြားတဲ့အတွက်နဲ့ရခိုင်ပြည်မှာရှိတဲ့စစ်တွေတို့ကြောက်ထွက်မှာရှိတဲ့ကောင်တွေမင်းတို့အလင်းဝင်ရင်ဝင်ရင်မဝင်ရင်မင်းတို့ဘဝမင်းတို့ဆက်ပဲကြောက်ကြောက်တော်ထက်သုံးဆလောက်ဆိုးသွားမယ်ဆိုတာမင်းတို့မှတ်ထားကြနော်ကလေးတွေပါပါတယ်လူကြီးတွေပါပါတယ်အော်လို့မရဘူးဟမ်ကုမ္ပိုတက်ရင်ခိုင်ပြဒါနဲ့ခုဆဲပါလို့ဆိုတော့တော်လို့မရဘူးနော်လုံးဝ ကိုခန္ဓာတကူပဲသိတယ်နော်အဲ့တော့စကတ်တက်ထိမှာလည်းအဲ့လိုပဲကရင်ပြည်မှာလည်းအဲ့လိုပဲကရှင်မှာလည်းအဲ့လိုပဲအဲ့တော့မင်းတို့လုံးလိုက်တာအတိုက်တာဒီလုံးအဲ့လိုပဲဘွေးမစကတ်လာထောက်ခဲ့တဲ့ဘောမတွေအော်လိုက်တဲ့ဒီကလာတကူအော်အချိန်တိုင်မင်းတို့ပဇာတွေကိုဘာဖြစ်မဲ့ဆိုတော့ကိုကကိုဆုံးဖြတ်ကြနော်အဲ့ကြောင့်အားလုံးအဆင်ပြေကြပါစေဒီနေ့ဖြစ်တော့တာဖြစ်ပြပါဖြစ်ပြတယ်ကပါလေဆိုလို့ရှိရင်တည်အမှားတွေကိုဖျန်းဝင်နေတဲ့နော်ပြည်တွင်းမှာတည်နေပြီးတည်မှန်နေသိပါနေတဲ့တည်အမှားဖြန့်ဝေပြီးရင်စကားစားရဲ့ဘောတွေကိုမြင်းရေရှက်ရဲ့စုံနေတဲ့ အဲ့လိုတစဉ်ဥရောအုပ်စုဟိုကြော်မျိုးမျိုးကြော်စိုးဥဇော်ဘိုဟင်းနော်တသက်ခိုင်မှုမှုခိုင်နေတော့အုပ်စုတွေကိုမကြခင်ရွှေမှာတော်လည်းအဖွေတွေဖန်စီတာကိုခံရပြီးမာလို့မင်းတို့ချိုးပြောထားတယ်မရောမရှိနဲ့ဖဲမှာပုံနေရတယ်ဒါဆိုတဘောပေါက်လောက်ပြီဖြစ်တဲ့ဖြစ်ပြက်မှာသေဆုံးသွားတဲ့ပြည်သူလူထုရခိုင်ပြည်သူလူထုရခိုင်လူငယ်အနေနဲ့ဟာဆုံးရှုံးသွားတဲ့အတွက်အများကြီးစိတ်မကောင်းဖြစ်တယ်အဲ့လိုပဲဗမာပြည်မှာဖြစ်နေတာဖြစ်ပြက်လို့ကျွန်တော်စိတ်မကောင်းဖြစ်ဘာလို့လဲမြန်မာနိုင်ငံသားတောင်းနေတဲ့ကျွန်တော်တို့ကအမှုတရားမရှိဘူး အမှန်တရားတရားပြောတယ်ကျွန်တော်မုန်းတာဘာတူလဲနိုင်ငံကိုဖျက်ဆီးနေတဲ့ဘာတူမှဆိုကျွန်တော်မုန်းတယ်နိုင်ငံမှာပြည်သူလူထုကနိုင်ချင်းနေတဲ့ဘာတူမှဆိုကျွန်တော်မုန်းတယ်ဟလားနိုင်ငံကိုချစ်တဲ့နိုင်ငံကိုပြည်သူလူထုဟိုစာနာပေးလို့ဆိုကျွန်တော်ကအဲ့လိုတူဘာမှဟလားခြေဘက်တော့ရရတဲ့ခြေတော့ဝဲဆွေးရရလိုက်နေမှာပဲအပင်းနေမှာပဲเนาะအဲ့တော့ပြည်သူလူထုအနိုင်ကျင့်တဲ့ပြည်သူနိုင်ငံကိုဖျက်ဆီးနေတဲ့ပြည်သူလူထုကိုနှိမ့်မျိုးစုံနဲ့ဒုက္ခပေးနေတဲ့ခုံတွေကိုတော့ဘယ်တော့မှမတညာမပေးနိုင်ဘူးစာနာမပေးနိုင်ဘူးဒါလေးကိုတော့အားလုံးနားလေစီရှင်နဲ့အားလုံးအဆင်ပြေကြပါစေเนาะ